လေးတို့ရေမတ်တော်ဒီနေ့ကျခါဝင်အတူပေါ့နော် site အပွားလေးဒီနော်အာဒီတော့ delight လို့ပြင်မယ်နော်အာအခုမတ်တော်ဝတ်ထားတဲ့ဟာလေးကိုပြောပြမယ်ဒီအစီလေးရတော့ဒါကလေးတို့မြင်နေကြဖြစ်နေပါပြီနော်အာခါဝင်အတူက၄မျိုးပြပြမယ်နော်အခုကပထမဆုံးတစ်ပုံအရင်ပြောပြမယ်မတ်တော်ဝတ်ထားတဲ့ဒီပုံစံလေးခါချိုးစီးပါတယ်အနောက်ကဒီလိုမျိုးအရှိရဒီလိုအသားအေးအေးလေး तू ကခြိသားလည်းမဟုတ်ဘူးဟုတ်ပါလေစပန်လည်းမဟုတ်ဘူးเนาะသူကကြောက်လို့လဲအီတလီပိုးလိုမျိုးအသားလေးเนาะဆိုတော့ site ကခုနပြောသလိုမျိုးပေါင်း ပေါင်တရာကနေပေါင်တရာ40 145လောက်တိရတယ်เนาะတော်တော်ကြီးဆန်တဲ့ခါးချိုးစီးပါတယ်ဈေးနှုန်းကကြတော့နှစ်ပေါင်းနဲ့သုံးတောင်းဘာတော့အယောင်လေးပြပေးမယ်ဒါလေးကအညူเนาะမအညူဒါလေးကအနီဒါလေးကအစိမ့် ဒါလေးကအပြာနော်ကာလာ1 2 3 4 500ကာလာ900ဈေးက2300နဲ့3000 free size ပေါင်ချိန်100ကနေ140ရရတယ်အဲ့တော့နောက်ထပ်တစ်မျိုးပြပေးမယ်နော်ဒါပြကြတော့နောက်ထပ်တစ်မျိုးခုနပုံစံနဲ့အကုန်တူတူပဲ size တူတူပဲအဲ design လေးလည်းတူတူပဲအစင်မဲ꿰မယ်နော်အဲ့တော့မတော့အအရောင်လေးပြောပေးမယ်မတော့ဝတ်ထားတာလေးကကြတော့ဒီ န်းရောင်ခွမပေါ့နော်ပြီးတော့ဒါလေးကျတော့နိုစေနော်ဒါလေးဆိုလို့ရှိရင်ကြက်ပေါက်ရောင်ဒါလေးဆိုလို့ရှိရင်ကြက်ပေါက်ရောင်ပြီးဒီမှာအဖြူရောင်တအားလှတယ်နော်ဈေးနှုန်းကကျတော့2000 1800နဲ့အဲ့ဆိုတော့နောက်ထပ်တစ်မျိုးမှတော့ထပ်ပြီးတော့ပြပေးမယ်နော်အဲ့ဒီဒီဟာလေးကကြာတော့နောက်ကတပုံပေါ့နော်ဒီမှာဒါလေးချစ်ဆက်သူကကျတော့အပွင့်လေးနေဒီလိုမျိုးအဖက်ကလေးနေဒီဘက်ကရေမကကျိုးလေးရှိနေခြီလို့ရမယ်လက်ကဒီမှာမျှော်ပါမယ်အရှိနောက်နော်ဒီမှာ ခါစီပါတယ်ဆိုင်ခုနဆိုင်ပြေဝတ်လို့ရတယ်ဈေးနှုန်းကကြတော့နှစ်ပေါင်းနဲ့တစ်ထောင်အရာတော့မသုံးခထားတယ်အစိမ်းရမယ်ပြီးတော့ဒီမှာအမဲလေးရမယ်ဒီမှာပန်းရောင်လေးရမယ်နော်ဒီမှာဒီပုံစံလေးနော်အသားလေးလည်းကောင်းတယ်အေးအေးလေးဒါလေးက3 3ရောင်ရှိမယ်နောက်ထပ်တစ်ပုံကိုမှတော့ပြပေးမယ်နော် ခါလေးဒီဟာလေးကကြောင့်ခုနကလိုမျိုးဟိုအပွားစိုက်ပွားမရအောင်သူကားကျိုးစီးတော့ပါတယ်ဒါပေမဲ့ပေါင်ခြင်းကစမောမီဒီယံတမားပေါ့နော်အဲငါစမောစိုက်ဝစ်တယ်ငါမီဒီယံစိုက်ဝစ်တယ်အဲ့လိုမျိုးစမောမီဒီယံဝစ်တဲ့သူပဲရမယ်ဒီ free site ကကြတော့ site ပြည့်ထိမရအောင်ဒါလေးကားစီးလေးနဲ့မသိ body fit လို့အရန်လာမတ်သွန်ကြိုက်တယ်ဒါလေးကအရာပြောပြမယ်နော်အရာမတော့ထားတဲ့အဖြူရှိမယ်ဒီမှာခရမ်းလေးရှိမယ်နောက်ပြီးတော့ဒီမှာအမဲရှိမယ်ပြီးတော့ဒီမှာပန်းရောင်လေးရှိမယ်နော်ဈေးနှုန်းကကြတော့2,500နဲ့500 เนาะဒီမှာဒီပုံစံလေးချစ်စရာလေးတအားချစ်ဖို့ကောင်းတယ်เนาะကဲဆိုတော့နောက်တစ်ပုံဘာလို့ထပ်ပြ